အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့ YouTube Channel လေးကနေပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်ဒီခရီးပြောပြတင်ဆက်ပေးမှာကတော့လဲသူစားကြီးဆိုတဲ့ဇလံကောင်းတဲ့တပုတ်ကိုပြောပြတင်ဆက်ပေးတော့မှာပဲဖြစ်ပါတယ်ခင်ဗျာအဆုံးထိလိုက်ပါနားဆင်အားပေးကြပါအောင်ခင်ဗျာဒူးစရိုက်အလုတ်လုတ်တာပဲသူ့စရိုက်အလုတ်လုတ်တာမှမဟုတ်တာဘယ်ကလာပြီးတော့တစ္ဆာမြစ်တာတွေကုချင်းစာတရားတွေယူသားမှုတွေထားနိုင်ပါလေအသေးနုလို့ ဒါမှမဟုတ်ဝါနုလို့ပေါ့လေတနာကျင်နာစိတ်လေးနည်းနည်းပါပါ ဝင်လာခဲ့ရင်လေခေါင်းကိုခါရှမ်းလိုက်ရတယ်ကျုပ်တို့လောကမှာကလိန်နိုင်ရှင်တမတီညာနိုင်ရှင်ပညာရှိပဲမဟုတ်ဘူးလားပွေးစားစကားပဲကြွားတယ်လို့မှတ်ချင်မှအေးယုံကြည်မှလေယုံတော့ရန်ကုန်မြို့တော်ရဲ့ပွေးစားလောကမှာတော့ကျုပ်တို့နေရာကထိတ်တန်းဆယ်ယောက်စီရင်ဝင်စိတ်ကြီးဝင်တော်မှထိတ်ဆုံးနာကား ဘာပွဲစားလဲဟုတ်လားဒါမှန်နေမေးချမယ်ပွဲစားမျိုးစားပေါင်း16000ဟုတ်ဘူးလားစိန်ရွှေကြောင်းမြေရတနာပွဲစားတွင်းကုံထုတ်ကုံလောကပွဲစားနန်းကန်ကြားပွဲစားရှီအောင်ပြည်စီကအင်ချမ်းမြေစားတယ်စားတယ်အသေးအပွဲကအကြည့်ထိပွဲစားများရှိသည်မဟုတ်ပါလားဘယ်လောကကပွဲစားပဲဖြစ်ဖြစ်ကျုပ်တို့ကိုသိပါတယ်ပွဲစားလို့ဆိုသူတယောက်ကိုကျုပ်တို့နာမည်တွေမိကြီးအောင်မျိုးအေးနဲ့အောင်ပိုင်းကိုသိလားလို့ရောင်ရောင်ဝါးဝါးလုံးနေရင်တော့ ဒီလူပွဲစားမဟုတ်ဘူးတတိတာထားပြီးတော့အ ਨੇ ဆုံးတော့ကျုပ်တို့ကိုဂုံပြုတ်ခေါ်ဝေါ်ကြတဲ့အဆစ်နှခွဲဆိုတဲ့နာမည်ကိုတော့တိကိုတိရမယ်ကြားကိုကြားဖူးရမယ်ကျုပ်တို့နှစ်ယောက်မှာထူးခြားချက်ရှိပါတယ်ဒါကတခြားပွဲစားတွေလိုကျွမ်းကျင်ရာဘာသာချက်တစ်ခုတည်းမဟုတ်ဘူးဘာသာချက်ပေါင်းစုံမှာနှမ်းဆက်ကျွမ်းဝင်တယ်ပြီးတဲ့အခါမှာတယောက်စီခွဲပြီးတော့ဘယ်တော့မှအလုံးမလုပ်ဘူးအမြဲတမ်းနှစ်ပွင့်တက်ခိုင်းမယ်ကြည့်လေကျုပ်တို့နေရာက ရန်ကုန်မြို့လေကောင်ကျောက်ရတားမြို့နယ်ရဲ့ငါးလွာမှာအောင်ပိုင်းကတော့အင်းစိန်ဖော့ကန်ဘက်မှာဒါပေမဲ့မနှံမိုးလင်းပြီဆိုတာနဲ့ကျုပ်တို့နှစ်ယောက်တွဲဖြစ်နေပြီမဟာဗန္ဒူလာပန်းချံရဲ့တောင်ဘက်ပလက်ဖောင်းပေါ်မှာရန်ပန်းရန်ကာဗန္ဒူလာပန်းချံမှာဒါမှမဟုတ်ဒါမွေဘူကျုပ်စီတိန်ကြီးစီတီလာဝါဘက်လေရောက်ရဲ့ဒါမှမဟုတ်လေရေတွေ့ချင်းဟာမစွမ်းတာတဲ့ဇကြက်နေရာတွေတဲကတနေရာတစ်ခုခုမှာကျုပ်တို့ရောက်နေပြီ။ ဒီနေ့မနေ့မှာတော့ကျုပ်တို့နေရာမှာရွှေဘုံသာလန့်အထက်ဘလောက်ကနေကော်ဖီဆန်မှာရောက်နေပြီ။နေ့တစ်ခွက်နဲ့အသားညက်ပေါင်းပေါင်းတစ်ချက်နဲ့ကြက်ဥကြော်တပွဲစီသုံးဆောင်ပြီးတော့နာယီကိုကြည့်လိုက်ပါတယ်။၈နာရီမိနစ်30ကျုပ်ကအောင်ပန်းကြောင်းလို့ပြောလိုက်တယ်။ဒီနေ့ကြာတာပဒိနေဆိုတော့ဒီအချိန်ကမုတ်ဆိုးရွှေအိုရတဲ့ကိန်းကြတဲ့အချိန်တကယ်ကိုမှအချိန်ကောင်းဒါကိုအောင်ပန်းကလည်းသိတယ်။သွားမယ်လို့ပြောပါတယ်။ ငွေရှင်းပြီးတော့ထွက်ခဲ့ကြတယ်။အောင်ပန်ကအနက်ရောင်နဘက်ပြကဂျပန်ကားလေးကိုဘူဂျုံလန်းအတိုင်းပဲမောင်းနေတယ်။ဂျုတ်ကတော့လူတယောက်ရဲ့မျက်ခုံးပွေးပေါ်တက်ချိတ်ဆောင်လက်မထောင်နိုင်ဖို့အတွက်ဂျုတ်တို့ရဲ့အစီအစဉ်ကိုပြန်ပြီးတော့စစ်ဆေးနေတယ်။လုံဝောက်ကိုဟောက်ွက်ပြောွက်မရှိစေရဘူး။တစ်ချက်ကလေးမှအမားမခံနိုင်ဘူး။ဂျုတ်တို့ရဲ့ပြည့်မဲ့သားကောင်ကတတ်မင်းတရဲ့ဂျီမုတ်ဘူး။ကြာကြာကူမှတကယ်ကိုကြာ။တိမ်ပေါင်းများစွာချမ်းသာတဲ့ တထေကြီးဥတိန်ဘွားတဲ့ကျုပ်တို့လောကအကြောင်းလေနှံ့ပြီးတာပိုးထိထားတဲ့ဆိုးသွားမယ်ဖက်ဆက်မလို့ကွန်မြူနီမထောင်မယ်ရောက်လာတဲ့အကြောက်ကြီးတွေကိုပစိုးကြုံထဲကနေပြပရောင်လို့ပို့နေတဲ့သူတော်ချုံအုံနှောင်းနဲ့ရမလားဒါပေမဲ့ဥတိန်ဘွားမှာကျုပ်တို့သဘောကြားတဲ့အချက်တစ်ချက်ရှိတယ်ဒါကားတော့လောဘကြီးခြင်းပဲလောဘကြီးသူရိုးသူ အားနာတတ်သူ အလိန်ခံရတတ်တယ်ကြားဖို့တယ်မဟုတ်လား ဒီလူကြီးကလည်းဒီလောက်ချမ်းသာနေတာတော့မှမကြည်နဲ့သေးဘူးငွေနောက်ကိုတဲတဲမဲမဲကိုလိုက်နေတော့စိတ်ချရရင်အပေါက်ခန့်တယ်ယုံကြည်ကြရင်တော့ငွေတိုးချေတယ်ငွေသာရမယ်ဆိုရင်ငွေချဲမကြောက်တဲချဲမကြောက်တဲ့သူဒါကြောင့်လေဒီလူကိုတားကောင်ဖြစ်ပဲရွေးလိုက်တာပေါ့ဒါပေမဲ့ဒီလူကြီးပိုင်သမျှစိုင်သမျှအကုန်လုံးကိုမလို့ချင်းဘူးကြောင်းမောင်ကိုခိုးရောက်နေငွေတဲက၄90လောက်ရရင်တော့ပါပြီဟုတ်ပါတယ် ါပေမဲ့လွယ်တော့မလွယ်ဘူး။သူလည်းကြားတတ်ကောင်းပဲ။ဒါကြောင့်ပြောတာပေါ့။လေသူစားတဲ့တန်းမှာဆိုနေ။အစ်စ်နှစ်ခွက်နဲ့ထီမိသူတိုင်းမှာအစားခံရတယ်လေ။ဒါကြောင့်လေအစ်စ်နှစ်ခွက်ဆိုတဲ့နာမည်နဲ့နာမည်ကြီးနေတာပေါ့။ကျုံနဲ့လေတစ်ချိန်တစ်ချိန်အလိုလိုဖူးတယ်။ပြပခရတနာတမားတချို့ကျုပ်စီကိုခေါ်လာခဲ့ပါတယ်။အယောင်းဝယ်ဖြစ်အောင်လို့လုပ်ပေးတယ်။မဆိုးပါဘူး။ကျုပ်ရောသူတို့ရော မြင့်မြတ်လေးရကြပါရဲ့။ ကျုပ်ရဲ့ဆက်ဆံရေးတိုင်ကလင်ကကြက်လောက်တာတော့မရှိပါဘူးကျုပ်ကိုလမ်းလို့ပဲလာတော့မသိဘူးဟင်းဒါပေမဲ့တတိတော်မပြတ်ထားမှရမယ်သူတို့ကပွဲစားလောကမှာတကယ်ကိုမှဆရာကြီးတယ်သူတို့ပြောတိုင်းလည်းအဟုတ်ကြီးမထင်နဲ့သူတို့ငိုးပြတိုင်းလည်းမတန်နာနဲ့တရုတ်ဆောင်နာကလည်းကြော်ချဲအောင်တော့မှလက်ဖျားခါတယ်အပြင်ဘက်ကနေကြည့်လို့ကတော့သူတို့ဘယ်ခွင်ရိုက်နေလဲဆိုတာမှန်းရှာခက်ခဲတယ်။အော်ဟုတ်တယ်ဟုတ်တယ် လွန်ခဲ့တဲ့၃လလောက်ကကျုပ်စီကိုရောက်လာကြတယ်။မမတ်ရရဂျပန်ကားလေးနဲ့လာတာ။အကြောင်းကတော့ဘာရှင်မဟုတ်ပါဘူး။သူ့ရဲ့မိတ်ဆွေတယောက်ရဲ့တိုက်ကိုလာပြီးတော့ပေါင်ပြီးတာ။ကျုပ်တော်မှရုပ်တရက်စိုးရိမ်သွားတယ်။ရိုက်စားလုပ်ပြီးတော့ကောက်ထည့်သွားမှဆိုလို့သူတို့ယူလာတဲ့စာရက်စာတန်းနေစစ်စစ်မေးတင်တာမေးလို့ရတယ်။ပေါ့ပေါ့ဆဆလို့လို့မကြဘူးလေ။သိတယ်မဟုတ်လား။အမှန်ကန်ဆိုတာတေချာမှငွေထုတ်ပြီးတယ်။မများပါဘူး။စက်သိန်းနဲ့ပါ။ စာချုပ်စာရန်ကတော့လောက်ရတာပေါ့ကျုပ်ရဲ့ရှေ့နေကြီးရှိတယ်လေသူနဲ့လောက်တာအထိကိစ္စလည်းပြီးပြတ်သွားပါပြီနှစ်လပဲကြာတယ်ပြန်ရွှေ့သွားတယ်အတုံးငွေတသိန်းနီနီရလိုက်သေးတယ်ရွေးတဲ့နေ့ကသူတို့လည်းပြောပဲပွဲစားဆိုတာပွဲပြီးရင်တော့စားရမှာဗျဒီလိုမဟုတ်ဘူးလားကျုပ်အတွက်လည်းအကျိုးရှိတာပဲလေဩပြောချောင်မယ်မိုးချိုးသွားဆိုတာသိလားကျုပ်တော့ကြားဘူးတယ်မတွေ့ဘူးသေးဘူးအက်စစ်တို့ပြောတာကတော့ မိုးချိုးသွားဆိုရင်လက်ချက်စည်းလိုက်တန်လိုက်လန်းတွေကိုဖျက်တော့နိုင်တယ်တဲ့သဘောကဖွင့်ထားတဲ့ဖွေရုပ်ပေါ်ရေဒီယိုပေါ်ကိုတင်လိုက်ရင်ရက်သွားတယ်လက်ရက်စီမီးလုံးအောက်ကိုထားလိုက်ရင်တော့မီးပိတ်သွားတယ်အဲအဲ့ဒီသဘောသူတို့ကမိုးချိုးသွားနောက်ကိုလိုက်နေတာတိုက်လာပေါန်းလာလေမိုးချိုးသားဝယ်ဖို့ငွေလို့လို့ဖြစ်ရင်တော့မိုးချိုးသားကတုကြည်အယောင်းဝယ်မဖြစ်ဘူးဒါကြောင့်ပြန်ရှင်းသွားတာတဲ့သူကလည်းမတ်လောက်တာပြည်တွင်းမှာ30လောက်ပေါက်ပြီမဲ့ ပြည်ပါဈေးကွက်မှာအမေရိကန်ဒေါ်လာ5သိန်းအထက်ရှိတယ်။ဝယ်မဲ့နိုင်ငံကလည်းတန်ရုံးကနေတဲ့စဉ်အဆွဲတွေလှုပ်ရှားပြီးပြီတဲ့။ခတ်နေတာက အစစ်တစ်ခုအတူတထောင်အယောင်တသိန်းအထိအတူအယောင်တသိန်းကိုကြောပြီးတော့အစစ်တစ်ခုရဖို့ဆိုပြီးပြီးစားရော့ပဲနဲတဲ့ငွေလားကျုပ်တော်မှစိတ်ဝင်စားသွားတယ်။ဒါနဲ့အစစ်တို့ပြောလိုက်တယ်။နောက်တစ်ခါမိုးကျိုးသွားတဲ့တင်းကြရင်ငါ့ကိုလည်းဆက်တယ်ကွာလို့။ဒါပွဲစားလို့မှမဟုတ်တာ။ အခြေအနေများနေပညာတွေတိုးတက်နေတဲ့ခေတ်ကြီးမှာပြောင်းလဲပြောင်းစားလူမိုက်လို့ရှင်တော့ခံသွားရမှာပေါ့ကျုပ်ဘယ်တော့မှမလုပ်ပါဥတိန်ဘွားစီကတက်ခမ်းပြန်ရွှေ့ပြီးမကြခင်မှာပဲကျိုးပင်ကောက်နေတဲ့မှာမိုးကျူသားတစ်ခုရှိတဲ့တရင်ကိုရတယ်ဥတိန်ဘွားကိုရှေ့ရထဲနိုင်မလားလို့ပြောတော့သူစဉ်းစားတယ်ကျုပ်တို့ကိုနည်းနည်းလက်နေပုံပဲရလာမဲ့အကျိုးမြတ်တွေတွေ့ပြတော့မှလိုက်ပြီးတော့လေးလာအောင်မယ်လို့ပြောပါတယ် ကျုပ်ပင်ကောက်ကူသူ့ကားလေးနဲ့ထွက်ခဲ့ကြတယ်။တရင်ကြားတဲ့နေရာကိုရောက်တော့မိုးကျိုးသားပန်ရှင်ကိုတွေ့တယ်။ခက်တန်းတန်းခက်လေလေဒဲခါပဲ။မိုးကျိုးသားကိုထုတ်မပြဘူး။ရှိတယ်။ကျက်စက်အောင်စစ်စေးနိုင်တယ်ပြောပြီးတော့ဈေးစကားကိုစုပါတယ်။ကျုပ်တို့စဉ်းစားဖို့ဈေးသိပ်စစ်နေဖို့မလိုပါဘူး။ပြန်ဝင်မဲ့သူကဘယ်လောက်ပဲနေနေရှုမှာ။သူ့ဘက်ကအဆင့်တဲ့အဓိကကအမှန်ကန်ဖြစ်နေဖို့ပဲ။နောက်ဆုံးတော့90နဲ့တဲ့တယ်။ဒါပေမဲ့မိုးကျိုးသားကိုထုတ်မပြသေးဘူး။ နောက်ထပ်တစ်ကြိမ်ချိန်တယ်နောက်တစ်ခေါက်ကြတော့လေမိုးချိုးသောကိုမမြင်ရသေးဘူးတတိယခေါက်ကြမှာတွေ့ကြတယ်ကြီးကြတာတော့တာမန်ပါပဲရဲတင်းပုံကြီးနီတုံကလေးလိုပဲထင်ရတယ်ပန်ရှင်ကလက်တွေစမ်းသပ်ပြမှာအန်အောစရာတွေကိုမြင်တွေ့ကြတယ်ရေဒီယိုကက်ဆက်ကိုတချင်းဖွင့်ထားပြီးမိုးချိုးသောတင်လိုက်တော့ကက်ဆက်မှာရက်လို့သွားတယ်ပြန်ယူလိုက်တဲ့ချိန်မှာတချင်းတံကာထွက်လာတယ်ပြန်တင်တယ်ရက်သွားပြန်တယ် ဘီဒီယိုပေါ်တင်လိုက်တယ်အကျုပ်တန်နေပျောက်ကွယ်လို့သွားတယ်ယူလိုက်တဲ့ချိန်မှာဗီဒီယိုပြန်ပြီးတော့ပွင့်လာခဲ့ပါတယ်လက်ရဲစစ်မီကိုဖွင့်ပြီးတော့မီးလုံးကိုထိလိုက်တယ်မီးပြတ်သွားတယ်မီးလုံးနဲ့ခွာလိုက်တဲ့အခါမှာလက်ရဲစစ်မီမှာပြန်လင်းလို့လာခဲ့ပါတယ်ကဲမစမ်းကြေဘူးလားသိပ္ပံပညာက မဖော်ထုတ်နိုင်သေးတဲ့တဘာဝရဲ့လေးဝဲချက်များစွာတဲ့ကတခုပေါ်အဲ့ဒီနေ့မှပဲဦးတိန်ဘောကရှေ့ရနှစားထဲ့မယ်ထုတ်ခဲ့သူပြောပါတယ် ကျုပ်တို့ဘက်ကစကြံငွေ2သိန်းကိုပေးပြီးပြန်ခဲကြတယ်။အကြောင်းဝက်ကိုနောက်တဲ့နေ့တပတ်တည်တည်မှာလုပ်မယ်။ရော့မိုးချို့သွားရော့ငွေသားပေါ်ချိန်တဲ့နေ့သွားခန်ဒီမှာကျုပ်ဥဒိန်ဘွားကိုပြောတယ်။မိုးချို့သားနဲ့ပတ်သက်လို့အထူးကျွမ်းကျင်တဲ့လူတယောက်ရှိတယ်။သူ့ကိုခေါ်သွားမယ်လို့သူကရှေးအောင်ပစ္စည်းလိုက်မှာတကယ်ကိုမှအိစပန်ပစ္စည်းတစ်ခုကိုကန်ကြီးလိုက်တာနဲ့ဘယ်ခက်ကပစ္စည်းသူ့ရဲ့တမန်ကြောင့်ကပဲလို့ ကာလတန်ဖိုးကပဲများဆိုပြီးတော့ထူးထူးကဲကဲကျွမ်းကျင်တဲ့သူသူ့ရဲ့နာမည်ကဘိုဟိန်းနဲ့အသက်ကတော့20လောက်ပဲရှိမယ်ပိန်ပိန်ပါပါနဲ့အသားဖြူဖြူလူကျော်လူရည်တန်လေးပါပဲသူ့ကိုခေါ်ပြီးတော့သွားတယ်ကျိုးပင်ကောက်ကိုရောက်တော့ထုံးစံတိုင်းပဲစမ်းသက်ပြပါတယ်အားလုံးမှအဆင်ပြေတယ်ဒါပေမဲ့ဘိုဟိန်းကနေဥဒိန်ဘွားကိုနှစ်ခုကြာပြောပါတယ်ဥဒိန်ဘွားကထိတ်ထိတ်ပြပြနဲ့ကျွတ်တူကိုခေါ်တယ်မောင်ဘိုဟိန်းကတူကြီးလိုပြောနေတယ် ဟာတေးကြရဲ့လားဟုတ်တယ်ကိုပစ္စည်းကတူကြီးဘူကွန်ထိုးကိုသုံးပြီးတော့လိန်နေကြတာလုံးဝကိုမွေးပါနဲ့ကျုပ်တို့ကိုယ်တိုင်စမ်းသက်ကြည့်တဲ့အခါမှာပန်ရှင်ကလက်မခံဘူးတံပိုးကြီးတဲ့ပစ္စည်းမလို့လူပြေးရင် မြိုချလိုက်ရင်ဘာမှမတက်နိုင်ဘူးတဲ့ပြဿနာလည်းမရှင်းကျင်ဘူးတဲ့ဒါကြောင့်မလို့သူကိုယ်တိုင်မဲ့ထပ်ပြီးတော့စမ်းသက်ပြတ်ပါတယ်ဟုတ်ပါတယ်အလုံးမှာကွက်တီပါပဲပြီးပြီးကြီးကြီးလှုပ်ထားတာနောက်ဆုံးကျုပ်တို့ တစ်ခေါက်ပြန်ခဲ့ကြတယ်သူ့ရှယ်နယ်မှာပြဿနာမဖြစ်ချင်တာနဲ့ငွေမပါသေးဘူးပြောရတာပေါ့စကြငွေလည်းအဆုံးခံလိုက်ပါတယ်မောင်ပိုဟိန်းတာမပါခဲ့ရင်ဒီတည်းမကဆုံးရှုံးရမှာဥဒိန်ဘွားကတော့မောင်ပိုဟိန်းကိုအရန်ကုန်မှကျေးဇူးတင်နေတယ်သူ့ရှယ်အိမ်မှာပဲခေါ်ထားတယ်စားတူသွားတူညာလေရုံးတယောက်ရှားလိုက်တယ်ပေါ့လေစီးပွားရေးသမားဆိုတာ လေမတော့မှကွက်ကြော်မြင်တတ်မှာအနည်းဆုံးသူများထံနာတပြားတာနေမှာ အခုတစ်ချိန်ထက်ရှားတဲ့တည်င်းကညောင်လေးပင်နဲ့မောင်ဘိုဟိကပြောပါတယ်အဘမှာငွေရှိတာပဲဘာလို့ရှေးရထဲ့နေမှာလဲကိုပါသားသားပဲကိုတိုင်ရောက်မှာပေါ့အတူးနဲ့မမလည်းဘာမှမဘူးနဲ့တားရှိတယ်ဟုတ်တယ်ဒါပြောတာမှန်တယ်ရှေးရှားထဲ့တာဆိုရင်တော့ခွဲဝေပေးနေအောင်မယ်ကိုပါသားဝဲမယ်ဆိုရင်ရားတဲ့ကျိုးမြက်အားလုံးဟာကိုတယောက်ထဲ့အတွက်ပဲအက်စစ်တို့ကလည်းအကြောင်းဝယ်ဖြစ်အောင်လို့ဝိုင်းကူညီကြ မိုးကျိုးသွားရရင်တော့ဝယ်မဲ့တန်ရုံးနဲ့ဆက်သွဲပြီးအကျိုးဆောင်ကမျက်မျက်လေးရမယ်မလုံးနေပြလိုက်ပါတယ်ကျောက်မှာတိတ်ကိုမှကံကောင်းတယ်လို့ဆိုရမလားပဲအစားစရရချုံမော့တယ်ပစ္စည်းကလည်းအမှန်အကန်မောင်ပုံဟိဆိုဝမ်းသာလွန်းတာကြောင့်မျက်ရည်တောင်မှလဲတယ်အစစ်နှစ်ခွက်လေတိတ်ကိုမှပြောနေပုံပဲဒါပေါ့အထူးတထောင်အယောင်တသန်းကြားကနေရှာရှာပပရတဲ့ပစ္စည်းပဲမိုးကျိုးသွားရေနာလို့တောင်မှ တင်စားခြင်းရယ်သုံးခေါက်သွားပြီးတော့ပြည့်စည်ခြင်းစမ်းသက်စစ်စစ်ဈေးစကားကိုပြောနေဆယ်ရဲလောက်ပဲကြပါတယ်ငွေ90နဲ့အကြောင်းဝယ်ဖြစ်တယ်ပန်းရှင်ကငွေချီပြီးတော့ပြန်ခဲကြပါတယ်သူ့ရဲ့မိဘတွေစီခဏဝင်ခဲအောင်မဲ့ဆိုပြီးတော့မောင်ဖိုဟိမဘကိုးမှဆင်းနေခဲ့ပါတယ်သူ့ရဲ့မိဘတွေကတော့ဖို့ငွေ9000ကိုပေးလိုက်တယ်ကျုပ်လားမပြောဘဲနေပါမလားတန်ရုံးကဝယ်မဲ့ဒေါ်လာ3000ကို မြန်မာငွေနဲ့တင့်ကြည်နှလုံးသွေးတွေတောင်မှတဒိဒိနဲ့တိုးလို့မြင်ပါတယ်ဒါဟာကျုပ်ပြုတ်ခဲ့တဲ့ကုသိုလ်အကျိုးတရားရဲ့အကျိုးဆက်ပေါ်တော့ဟုတ်တယ်မဟုတ်လားအစ်စ်နှစ်ခွက်ကိုကျွန်တော်တိတ်ခုမှအံ့ဩလို့တွားပါတယ်ဦးတိန်ဘွားရဲ့ယုံကြည်မှုကိုဖန်တီးခဲ့တဲ့အခင်အကျင်းတွေလက်ဖျားခါရအောင်လို့ကောင်းမွန်တဲ့လက်ခွက်တခုအကွဲစီလာတဲ့ဇလန်းနဲ့စညော အမခန့်တရုတ်ဆောင်ချက်များဒါကြောင့်ပြောတာပေါ့ အဆင်နဲ့ထိမိရင်တော့အစားခံရတတ်တယ်လို့မိတ်ဆွေလည်းတတိထားပါဒါမျိုးကိစ္စတွေကိုဘယ်တော့မှမယုံပါနဲ့သူစဲနဲ့မိုးချိုးသွားအစ်စ်ဆိုတာ ရှိကျင်ရှိမယ်အဲရှိကျင်မှလည်းရှိမယ်တေးကြတာကတော့ကျွန်တော်တချိန်တခါမှမတွေ့ဘူးတာမမြင်ဘူးတာအမှန်ပါပဲဒီလိုပဲအဆင်နှစ်ခွက်လေမတွေ့ဘူးမမြင်ဘူးဘူးဒါပေမဲ့လောဘကြီးသူကိုငွေအလုံးအရင်းနဲ့မလုံးနေပြီးပြီးတော့ညားရတာပေါ့ ယုံကြည်မှုရအောင်လို့ဖန်တီးခဲ့တဲ့အခင်အကျင်းတွေကိုလည်းကြည်အောင်လေဥဒိန်ဘွားနေရာမှာမိတ်ဆွေဆိုရင်လည်းခင်ရမှာပဲဇလင်းအဆဆုံးဖြည့်ရက်တီဟာအက်စစ်နှစ်ခွက်ပဲရိုက်ချတာပေါ့ကျွန်တော်မှာတေယုတ်ဆောင်ရတဲ့အခန့်ကနေပေမဲ့အ धिक ဇက်ကောင်မှုညီတူမြတူ ခွဲယူကြတာပေါ့ပကိုးမဆင်းနေခဲ့ပြီးညောင်လေးပင်ကိုပြန်ခဲ့တယ်ပန်းရှင်အဖြစ်တေယုတ်ဆောင်သူကိုအိမ်ငါးခါရောတေယုတ်ဆောင်ကြီးရောရားတဲ့ရားထိုက်တာကိုပြပြီး ငွေဒီကိုယူခဲ့တယ်။ကိုအောင်မျိုးအေးရဲ့ကြောက်တဲ့သား၅လွာမှာကျွန်တော်ပြန်ဆောင်ရမယ်။အဲ့ဒီမှာဝေပုံကြခွဲယူပြီးတာနဲ့ရန်ကုန်နဲ့ဝေးတဲ့တနေ့ရရကို၄၅လောက်လောက်ကျွန်တော်သွားပြီးတော့ရှောင်းနေမှာ။ကြောက်တုံးကိုမူချိုးသွားဆိုပြီးတော့သိန်း90နဲ့လိမ့်သွားမှုဆိုတဲ့နောက်ပိုင်းဇလန်းကိုတော့အက်စစ်တို့ကြိရှိကြမယ်။ရှောင်းရတဲ့ကျွန်တော်တို့အပေါ်ပဲပုံချလိုက်တာပေါ့။ဇက်သိန်းကဒီလောက်ပါပဲ။ ဒါပေမဲ့ကျွန်တော်ချိန်တဲ့နေရာကိုကျွန်တော်မသွားခဲ့တော့ဘူးကျွန်တော်မှလွယ်ထားတဲ့အိတ်ထဲမှာငွေ45တင်းကျန်သေးတယ်နဲတဲ့ငွေလားရတီးပြက်ဆုံးဖြတ်ချပြီးတော့ဘူတာရုံးကိုသွားလိုက်တယ်စိုက်တော့မဲ့အမြန်ချက်ထားနဲ့လိုက်ဖို့မန္တလေးလက်မှတ်တစ်စောင်ကိုယူလိုက်တယ်ဝမ်းနေပါတယ်ဥဒိန်ဘွာနှုတ်ဆက်ခဲ့ပါတယ်ကိုအောင်မျိုးအေးနဲ့ကိုအောင်ပိုင်တို့ရေကျွန်တော်တို့လှုပ်ခဲ့တဲ့အလုပ်ကဒူးဆက်အလုပ်ပဲလေသူ့ဆက်အလုပ်မှမဟုတ်တာ ဘက်ကလာပြီးတော့တစ္ဆာမြစ်တာတွေယူသားမှုတွေထားနိုင်ပါလေလေသူစားထမ်းပေါ့ဗျာမဟုတ်ဘူးလားဟုတ်ကဲ့ပါခင်ဗျာဇလန်းလေးကတော့ဒီနေ့မှတင်ပြီးဆုံးလို့တွားခဲ့ပါပြီဇလန်းလေးကိုဆုံးထိလိုက်ပါနားဆင်ပေးတဲ့တအူးတယောက်ချင်းစီကိုကျေးဇူးများရှိတင်ပါခင်ဗျာ